ကြည်ကြည်တဲ့ချမ်းသာတဲ့တထေးကတော့ဖြစ်ပေမဲ့ဈေးဟောင်းရတာပျော်လို့ခြံထွက်ထောပက်တီးတွေရောင်းနေတဲ့မအေးတောင်ပရိသတ်များရှင်မအေးတောင်ကအချမ်းသာဆုံးတထေးစင်းဝင်အမျိုးသားကိုလက်ထပ်လိုက်ပြီးတော့အိမ်အောင်ရေးကိုထူထောင်ထားတာဖြစ်ပါတယ်မအေးတောင်ရဲ့ခင်ပွန်းကဒိဋ္ဌိကျဲချမ်းသာတဲ့ ခရိုနီတထေးတွေတည်းရတူဖြစ်လို့ဘာမှပူပန်စရာမလိုတဲ့ဘဝတစ်ခုကိုရရှိထားတာဖြစ်ပါတယ်။တထေးဖြစ်ပေမဲ့မအေးတောင်ကအသီးတွေရောင်းပြီးတော့ကိုရိုင်းစီးပွားရေးလုပ်နေတာပါ။ပြီးကြတဲ့ရက်တွေမှာဆိုရင်မအေးတောင်ကထောပက်သီးတွေရောင်းနေကြတာဖြစ်ပါတယ်။ဈေးကြီးတဲ့ထောပက်သီးတွေကိုမအေးတောင်ကခြံထဲကိုကိုရိုင်းဆင်းပြီးတော့ရောင်းနေတာဖြစ်ပါတယ်။မအေးတောင်ကထောပက်သီးရောင်းတာမို့အနုပညာရှင်အချင်းချင်းကလည်းအားပေးနေကြတာဖြစ်ပါတယ်။ မအေးတောင်းကထောဘက်ဒီချင်းကိုကိုရိုင်းဆင်းပြီးတော့ရောင်းနေတဲ့အကြောင်းရင်းကတော့ရောက်ကတိကြောင့်ဖြစ်ပါတယ်။တကယ်တော့မအေးတောင်းကထောဘက်ဒီရောင်းစီရမလို့တဲ့အခြေအနေပါ။ဒါပေမဲ့မအေးတောင်းကရောက်ကတိကြောင့်သာသွားရောင်းဖြစ်ခဲ့တာပါ။ခင်ပေါ်ရဲ့ဖခင်ဖြစ်သူကအပင်ဆက်ရတာကိုအယံဝါဒနာပါတာဖြစ်ပါတယ်။စိုက်ပျိုးရေးကျောင်းစင်းဖြစ်တဲ့အတွက် အပင်နီယိုအခုချိန်ထိစိုက်နေတုံးဖြစ်ပါတယ်။အသက်80ရှိနေပြီဖြစ်ပေမဲ့လည်းချန်အန်ကျဲကြီးမှာအပင်နီဆိုင်ရင်နဲ့နေထိုင်နေတာဖြစ်ပါတယ်။ထောဘက်ပင်တွေကိုလည်းရောက်ကတိကိုတိုင်းသာစိုက်ထားတာဖြစ်ပါတယ်။ထောဘက်ပင်တွေရလေးနှစ်ကျော်လောက်ရှိပြီဖြစ်တဲ့အတွက်စားလို့ရတဲ့အခြေအနေရှိနေပါပြီ။ဒါကြောင့်မို့မအေးသောကအသီးတွေလည်းကားမဖြစ်အောင်ရောင်းဖို့အခြေအနေဖြစ်လာခဲ့ရပါမအေးသောကိုတိုင်းကလည်းဈေးရောင်းရတာကိုပြောပါတယ်။သူဈေးရောင်းပေးတာကိုကြည့်ပြီးတော့ရောက်ကတိကလည်းအယံဝို့ပျော်ရွှင်နေတာဖြစ်ပါတယ်။ သူ့အသီးတွေကိုချွေးမတံပိုးထားပြီးတော့ရောင်းပေးနေတာကြောင့်သဘောရီကျနေရပါဒီအတိုင်းမရှိရွယ်ပဲရောင်းခဲ့တယ်ဆိုပေမဲ့လည်းအလုံးရေ3000တောင်ရောင်းခဲ့ရတယ်လို့သိရပါတယ်အလုံးရေ3000လုံးကိုမအေးတောင်းတယောက်တည်းစီစဉ်ပြီးတော့ရောင်းပေးခဲ့တာပါယောက်ကတိဖြစ်သူကပတ်စံကြောင်မဟုတ်ပဲရောင်းပြီးသူ့အသီးကိုလူကြိုက်တာကိုလိုချင်တာဖြစ်ပါတယ်။ လူအများအစားကောင်းတယ်လို့ပြောကြောင်းမအေးသောပြောပြနေတဲ့အချိန်ဆိုအရန်ကိုဝမ်းသာနေတာဖြစ်ပါတယ်။မအေးသောကဈေးရောက်ရတာကိုလည်းပြောနေတယ်လို့ခြံထဲသွားနေရတာကိုလည်းပြောနေတာဖြစ်ပါတယ်။ခြံထဲမှာတခြားအပင်တွေအများကြီးကိုလည်းစိုက်ပျိုးထားပါတယ်။ခြံထဲမှာသခွားသီးနဲ့အပင်မျိုးစုံကိုစိုက်ထားတဲ့အတွက်ဟင်းချက်တဲ့အချိန်ဆိုရင်အရန်ကိုလွယ်ကူပါတယ်။ဟင်းချက်ဖို့ဆိုရင်ခြံထဲမှာရှိတဲ့အပင်လေးတွေကိုခူးပြီးတော့ချက်လိုက်ရုံပဲဖြစ်ပါတယ်။ခြံထဲရအပင်တွေမျိုးစုံကိုခူးလိုက်ရုံနဲ့ ဟင်းတစ်ခွက်ဖြစ်သွားတတ်တာပါ။မအေးသောဆိုရင် channel မှာနေပြီးတော့ဒီဆောင်ပေကလာဟင်းนี่လည်းအမြဲချက်ကျွေးတတ်ပါရင်ရောက်ကတိဆိုရင်လည်းမအေးသောရဲ့လက်ရာကိုအရန်ကြိုက်တာဖြစ်ပါရင်မအေးသောကိုတချို့ဆိုရင်ဟင်းမချက်တတ်ဘူးလို့ထင်နေတာပါ။မအေးသောက င်းကိုတကယ်ချက်တက်တယ်လို့အိမ်မူကိစ္စလည်းနိုင်နေမှာရယ်။ငငယ်ကလေးကဟင်းချက်တာကိုသေချာတင်ထားရတာပါ။မအေးတောင်ရဲ့မိခင်ကအိမ်မူကိစ္စနိုင်နေအောင်သေချာတင်ပေးထားရလို့သိရပါရယ်။ဒါကြောင့်မို့လဲလက်ထက်တဲ့အချိန်မှာမအေးတောင်ကချွေးမခေါင်းလေးဖြစ်လို့နေတာပါ။မအေးတောင်ရဲ့ခင်မုန်းကကုမ္ပဏီကြီးထောင်ထားတာဖြစ်ပြီးတော့မြန်မာတိုင်းနိုင်ငံလုံးကိုပြည်စစ်ပစ္စည်းတွေဖြန့်ချိနေတာဖြစ်ပါရယ်။ကြီးကြီးတဲ့ကိုချမ်းသာတဲ့အတွက်မအေးတောင်ဆိုရင်လဲပြည်စုံအောင်ထားပေးပြီးတော့ သိန်းသောင်းချီတန်ကားတွေကိုဝယ်ပေးထားတာဖြစ်ပါတယ်။ခရိုနီတတိကတော်ဆိုပေမဲ့ထောပတ်သီးတွေကိုရိုင်းရောင်းခဲ့တဲ့မအေးသောင်းအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။